အားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်မာကုဆန်ချန်နယ်ကနေပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ညတော့စာရေးဆရာဇီရနာရမညာရဲ့အောင်မြတ်တာဇလံတွဲအတွင်းနဲ့အပိုင်း146ဖြစ်တဲ့အောင်မြတ်တာနဲ့ငါအယူပြန်ပြီးဆိုတဲ့ဂမီးယဇလံလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာဒီဇလံလေးမစခင်ကျွန်တော်ရဲ့ channel လေးကနေဆရာတတရဲ့နောက်ဆုံးထွက်စာအုပ်ဖြစ်တဲ့ပုံစိုးဆိုတဲ့စာအုပ်လေးကိုလက်ဆောင်ပေးသွားမယ့်အစီအစဉ်လေးပြောပြချင်ပါတယ် ဒီ season လေးမှာပါဝင်ဖို့အတွက်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားရပါမယ်။ပြီးရင်ဒီ video လေးကို like လုပ်ပြီး comment မှာကိုယ့်ရဲ့နာမည်နဲ့ဖုန်းနံပါတ်ရှေ့ဆုံး6လုံးနဲ့အတူမှတ်ပေးရပါမယ်။ကန်ထူးရှင်တွေကိုတော့ November 15ရက်စနေနေ့ည audio live မှာရွေးချယ်ပေးတော့မှာဖြစ်ပါတယ်။စုစုပေါင်းအုပ်ရင်90လက်ဆောင်ပေးတော့မှာဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်ပါဝင်နိုင်ပါ रे ခင်ဗျာ။ ွာနာရဲဆိုတာကဘာလို့ဆိုလိုတာလဲဆရာလေးဒီလိုဗျရွာတိုင်းရွာတိုင်းမှာစောင့်ကြရတဲ့ပုံကူဆိုတာရှိရဲ့အဲ့ဒီပုံကူမရှိတော့ဘူးဆိုရင်ရွာနယ်နိမိတ်ထဲကိုပတ်ဝန်းကျင်ကနာနာဘာဝတွေဝင်လာတဲ့ကြတယ်ဒါကိုအရက်စကားရရွာနာတယ်လို့ခေါ်တာဟင်ဒါဆိုဆရာလေးပြောချင်တာကကျို့တူရွာတော်ရှင်နှမ်းမှာဘယ်သူမှမရှိတော့ဘူးဆိုတဲ့သဘောလားဟုတ်တယ်အဲ့ဒါကြောင့်ပူဇော်သမျှပန်းညှိုးနှွမ်းကုန်တာပဲ မောင်ကောင်းတို့စကားပြောနေတဲ့အချိန် channel ကိုမော်တော်ကပြေးဝင်လာတဲ့ရွန်ဆန်ကိုမြင်လိုက်ရတယ်။ဘာကြီးအမေတရီလက်သွားလို့လာကြည့်ပါဦး။ဟေးနေအမေကဘလို့ဖြစ်တာလဲ။ရွန်ဆန်လည်းမပြောတတ်ဘူး။အော်တန်ကြားလို့သွားကြည့်တာအိမ်သာရှိမှတရီလက်နေတာပဲ။အေးအေးငါအခုလာခဲ့မယ်။ခွန်လာမင်းလိုက်သွားပြီးလိုက်။ငါဒီမှာနေပြီးတော့တည်ကျင်တာတွေမေးလိုက်အောင်မယ်။ဒါဆိုကျွန်တော်လိုက်သွားပြီးလိုက်မယ်။ ရွှန်းဆန်ရင်ကိုခွန်လာလို့ရောက်တော့ကြောက်လန့်ပြီးအမောမက်ပြေးသေးတဲ့မိမကြီးတယောက်ကိုမြင်လိုက်ရတယ်။မိဆန်နင်းဘလူးနေသေးလဲ။အခုထိကြောက်စိတ်ကမပြေးသေးဘူးကိုကြီးရဲ့နှလုံးတွေတုန်နေတော့မဲ့။ဒေါ်လေးဘလူးကြုံခဲ့ရတာလဲပြောပြလို့ရမလား။ပြောရမယ်ဆိုရင်တော့အိမ်သာတက်နေတော့နယံကိုလက်နဲ့လာပုတ်တဲ့အတန်ကြားတယ်။ခဏနေတော့အိမ်သာတကားကိုလက်နဲ့ကုတ်တဲ့အတန်ထတ်ကြားရပြန်ရော။အိမ်မာကခွေးတွေမွေးတာတော့သူတို့တွေရဲ့နောက်ကလိုက်လာတယ်ထင်နေတာ။ အဲ့ဒီအချိန်တီးကြီးနဲ့ငိုတဲ့အတန်းမှာထွက်လာပါလေရောဒေါ်လေးလည်းအတန်းကြားတာနဲ့ရင်တုံနေတာဆိုတော့အိမ်သားတကားကိုဖွင့်ပြီးပြန်ထွက်လိုက်တဲ့အချိန်မိ गो ကြက်တိုက်ထားသလို၆ကန်နေတဲ့လူတစ်ယောက်ကအိမ်သားရှိမှငိုတုတ်ထိုင်ငိုနေတာအဲ့ဒီမှာဒေါ်လေးလည်းအသီးစိတ်လုံးဝလွတ်သွားပြီးတော့မိလဲသွားတာပဲရွှန်းစံရောက်သွားတော့တခြားဘသူကိုမြင်လိုက်သေးလဲဟင်းဘသူမှမရှိဘူးအမေတယောက်ထဲခွေးခွေးလေးလဲကြနေတာတညာရဲနဲ့နှစ်ယောက်တောင်၆ခံရတာဆိုတော့တရွာလုံးလန့်နေတော့မှာပဲ။ ဟုတ်တာဗောဆရာလေးရဲ့ကျွန်တော်တို့ဘယ်လိုလုပ်ကြရင်ကောင်းမလဲယင်ဒီကောင်ကတရွာလုံးပတ်သွားနေတာဆိုတော့ကြောက်တက်တဲ့သူတွေရဲ့ပို့တော့အိမ်ပြင်မထွက်တာအကောင်းဆုံးပဲကျွန်တော်လည်းဘယ်လိုလုပ်သင့်နေဆိုတာအကုန်နဲ့ပြန်ပြီးတော့တိုင်ပင်လိုက်ပါအောင်မယ်ရွှန်းစံဆရာလေးပြောတာကြားတယ်မလားဟုတ်ကဲ့ပါကြီးရွှန်းစံလည်းပြင်မထွက်ပါဘူးခွန်လာတို့တွေရွှန်းစံတို့ရင်ကထွက်လာတော့လမ်းမှာမောင်ကောင်းနဲ့ဆုံခဲ့ကြတယ်အခုကျွန်တော်တို့ဘယ်လိုလုပ်ရင်ကောင်းမလဲ ဲ့ဒီကောင်ကငါတို့ကိုလာမရှာခင်ငါတို့ကရင်ရှာရရလိမ့်မယ်။ဩဒါနဲ့ဦးကြီးကျွန်တော်တို့ကိုတခုလောက်ကူညီပေးလို့ရမလား။ပြောပါစရာလေးကျုပ်ဘာလုပ်ပေးရမလဲ။နွားရိုက်ချင်းကောင်းကောင်းတခုလောက်ရှာပေးပါလား။ဩဘာများလဲလို့ဆရာလေးရဲ့ကျုပ်အိမ်မှာရှိပါရဲဗျ။ဒါဆိုအိမ်ရင်ပြန်ကြတာပေါ့။မောင်ကောင်းတို့တွေဦးထွန်းသိန်းအိမ်ကိုရောက်တော့ခွန်လာကအနာကိုကတ်လာပြီးအခုနွားရိုက်ချင်းကဘာလုပ်ဖို့တောင်းတာလဲ။ နောက်တော့တီးရမှာပေါ့ကွာဟဲဟဲမောင်ကောင်းကရေကြဲကြဲလှုပ်ပြီးဥထွန်းသိမ့်ပေးတဲ့ကြိမ်ကိုယူပြီးတော့အိမ်နောက်ဖေဘက်ကိုထွက်သွားခဲ့တယ်။ညကတချက်တိုးချိန်ကိုရောက်နေပြီမလို့တရွာလုံးအကြတမ်းမင်းမကြားတော့အောင်တိတ်ဆိတ်နေခဲ့တယ်။မောင်ကောင်းကတော့ကြိမ်လုံးတစ်လုံးနဲ့ဖေအားကြောင်းဆောင်ရှိမှလှုပ်ရှုံနေပြီးခွန်လာကတော့အိမ်ရှိဝရဏာမှာထွက်ပြီးတော့ရက်နေခဲ့တယ်။ခဏကြာတော့မောင်ကောင်းကခွန်လာစီကိုလာပြီးခွန်လာဒီမှကြည့်စမ်းဟင် ချိန်လုံးမှာဟင်းသာပရာရီနဲ့အင်းညီဆွဲထားပါလား။ဘာဖြစ်လို့ဆွဲထားတာလဲရောမမီးတော့ဘူးလား။မီးတာပဲအကူမမဖြေတာအဲ့ဒါကြောင့်ထပ်မမီးတော့တာ။ခုနကဦးထွန်းသိန်းရှိနေလို့ငါမပြောတာပါကွာ။ဘာကိစ္စမို့လို့လဲကိုရဲ့။ရွာထဲမှာတခြားနာနာဘာဝတွေအများကြီးရောက်နေတယ်။ဟင်းအကူကဘယ်မှာတွေးကြတာလဲ။မင်းတို့ရွံစံနွေအိမ်ကိုသွားတဲ့အချိန်ငါနဲ့ဦးတန်ချောင်းတွေကသူတို့အိမ်နောက်ဘက်ကိုရောက်ခဲ့သေးတယ် လေခွင်းထဲမှာမျက်လုံးနီနေရေးဆိုတာမရည်မတွက်နိုင်အောင်ပဲကွာဒီကောင်းနေကြတော့ဘာလို့ရွာထဲဝင်မလာတာလဲငါစိတ်ထင်ပြောရရင်တော့တရွာလုံးကိုချောက်လန့်နေတဲ့ကောင်ကိုတယောက်ယောက်ကရွာတွေကိုခေါ်သွင်းလာမိတာဖြစ်လိမ့်မယ်အဲ့ဒါကြောင့်ရွာတော်ရှင်ကထွက်သွားတာများလားဟုတ်လို့တယ်ပထမဆုံးချောက်လန့်ခံရတဲ့သူတွေပြောတဲ့စကားအရတော့အဲ့ဒီကောင်ကသူ့အယိုးကိုလိုက်ရှာနေတာဆိုပဲအဲ့ဒါနဲ့ဒီချိန်လုံးတွေကဘာဆိုင်လို့လဲ ရွာထဲဝင်လာတဲ့ကောင်တွေထဲမှာဇေယိုက်ကျန်းတဲ့လောကသားတွေအများကြီးပါလာမှာဒါကသူတို့အတွက်တီးတန့်လောက်ထားတာလေဒါဆိုဒီညရွာထဲပတ်ကြမလားသွားရမှာပေါ့တရွာလုံးပတ်မှုနေတဲ့ကောင်နဲ့ငါနဲ့တော့တွေ့ကြပြီခဏလေးကိုအပြင်မသွားခင်လှုပ်ရှားရှိသေးရဲ့ခွန်လာကဖះเจ้าဆောင်ရှိသွားပြီးအင်းတစ်ချက်ပေါ်မှာဖျောင်းနိုင်ထွန်လိုက်ပြီးတော့အရှိနောက်တောင်မြောက်ကိုလက်ညှိုးထိုးနေတာတွေ့လိုက်ရတယ်ရပြီကိုသွားကြရအောင် ခုနကမင်းဘာလုပ်နေရလဲဘာလုပ်ရမလဲကျွန်တော်တို့ဓမီတကားကနေရှောက်သွားနေရင်ရွာတွေကလူတွေတမျိုးထင်ကြမှာပေါ့အဲ့ဒါကြောင့်ဘယ်သူမှမနိုးအောင်အင်းချထားတာအေးမင်းအကြံကကောင်းသားပဲလာလာသွားကြရအောင်မောင်ကောင်းနဲ့ခွန်လာတို့လည်းအိမ်မော်ကနေဆင်းပြီးရွာလမ်းမအတိုင်းရှောက်လာခဲ့ကြတယ်ဒီလိုနဲ့အတန်းအသင့်ကြီးမားတဲ့စိမ်းမမင်းရှိရောက်မှာတော့တစ်ကိုင်းဘုံမှာတွဲလောင်းကုန်နေတဲ့မဲမဲကောင်တစ်ကောင်ကိုမြင်လိုက်ရတယ်ဒီကောင်ကရွာကန်တရေပဲဖြစ်ရမယ် မောင်ကောင်းကတီးတိုးရေရွေနဲ့စိတ်မမေ့အောင်မှရက်လိုက်တဲ့အချိန်တွဲလောင်းခုနေတဲ့ကောင်ရဲ့လက်ကရောဘားလူရှီထွက်လာပြီးတော့ခြေထောက်ကလည်းမြေကြီးဘုတ်ကိုရောက်လာခဲ့တယ်။ဆရာတို့ကြုတ်ကိုမြင်နေရတာလား။ညာဦးပိုင်းဒီရှိကဖြတ်ကလေးကတင့်ကိုမြင်ရတာ။ဒါနဲ့လက်ကဘာဖြစ်လို့တစ်ကိုင်းကိုကင်ထားတာလဲ။တစ်ကိုင်းကိုလက်နဲ့မကင်ထားရင် မတ်တရရလို့မရဘူးဆရာ။ခြေထောက်တွေကတရည်ပဲရှိပြီးတော့အထဲမှာယူမပါလို့ပါ။မဲမဲကောင်ကသူ့ခြေထောက်ကိုလှုပ်ပြတော့ သူ့ခြေတော်ကရောဘာအပြုတ်လိုပြုတ်ခွေနေတာတွေ့လိုက်ရတယ်။တင်းဒီမနေတာကြပြီလား။နှစ်ပေါင်း60ကျော်ပါပြီဆရာ။ဒါဆိုရင်အခုရွာထဲမှာဖြစ်နေတာကိုတင်းလည်းသိမှာပေါ့။သိပါတယ်။အခုအဲ့ဒီကောင်ဘယ်မှာရှိနေလဲ။အဲ့ဒါတော့ကြုံလည်းမသိဘူး။သူကနေရာအနှံ့လိုက်သွားပြီးတော့အယူရီလိုက်ရှာနေတာပဲသိတယ်။သူရောက်လာတော့တင်းတို့လူနှစ်ချုပ်ပုံကိုယ်တွေကဘာမှမပြောကြဘူးလား။ သူ့ရိုးတွေကရွာထဲမှာရှိနေတာဆိုတော့ဘယ်သူမှမောင်းထုတ်လို့မရဘူးဆရာ ရွာတော်ရှင်တော်မှတခြားနေရာရှောင်ထွက်သွားတာဆရာတို့လည်းသိမယ်ထင်ပါတယ်ဒါဆိုသူ့ရိုးတွေကိုရွာထဲကနေထုတ်ပြရမယ်လို့ပြောချင်တာလားဟုတ်ပါတယ်ဆရာဒါပေမဲ့တခြားကောင်တွေလည်းရွာထဲကိုဝင်ဖို့ချောင်းနေကြတယ်အဲ့ဒီကိစ္စကိုကျုပ်တို့လုံလိုက်ပါမယ်တင်လေကိုးနေရာကိုပြန်နေပါမန်ကောင်းရဲ့စကားတန်းအစုံမှာရှေ့ကျနေတဲ့လက်ကအပေါ်ကိုတူဝင်သွားခဲ့တယ် ငါထင်တော့ထင်သားပဲဘေကောင်လက်ကမြင်းပြီးအစိမ့်တည်းရိုးကိုရွာတဲ့တေလာလည်းမသိဘူးလောလောဆယ်တော့အယိုးချနေတဲ့ကောင်ထက်ရွာထဲဝင်မှုချောင်းနေတဲ့ကောင်တွေကိုအရင်မောင်းထုတ်ရမယ်ထင်တယ်နော်အေးဟုတ်တယ်ဒီကောင်နေသားရွာထဲရောက်လာရင်အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်အခုဘယ်ချင်းရှိပြီလဲနှစ်ချက်တီလောက်ပဲရှိလိုက်ုံမယ်ရွာနောက်ဘက်ကကွင်းဆက်ကိုသွားရအောင်နေုံကိုကျွန်တော်တို့နောက်ဘက်သွားရင်အရှိဘက်ကနေဝင်လာလိမ့်မယ် အဲ့ဒီအတွက်ရွာတော်ရှင်တန်းမှာနေဆက်ကြရင်ကိုမြုပ်ထားခဲ့တယ်။နှစ်ခါဒီမှာမကြောက်တဲ့ကောင်ဝင်ပေါ့ကွာ။မောင်ကောင်းကခက်တိတိပြောလိုက်ပြီးနွားရိုက်ကျင်ကိုပခုံးပေါ်တင်ပြီးတော့အနောက်ဘက်ကွင်းဆက်ဘက်ကိုထွက်သွားခဲ့တယ်။ခွေးဥတန်ကြောင်မောင်ကောင်းကကွင်းဘက်ကိုကြည့်ပြီးဒီကောင်นี่အုပ်လိုက်တက်လာကြပြီထင်တယ်မြတ်စွာဘုရား နေတဲ့အရင်တော့မဟုတ်ပါလားခွန်းလာပြောလေပြောချင်စရာပဲနီးရင်နေတဲ့မျက်လုံးစုံတွေကမျက်စိတစုံမြင်နေရတယ်အခုတယောက်တည်းဖြစ်ပါမလားဖြစ်ပါတယ်ကွာဒီကောင်ကြီးရွာတဲ့ကိုခြေတလန်းတော့မချစေရဘူးမောင်ကောင်းကကြိမ်ကိုလေထဲမှာရွှေကနေရိုက်ကြည့်လိုက်တဲ့အချိန်မလန်မကန်းမှရှိနေတဲ့တစ်ပင်ပေါ်ကနေပုတ်ကနေပုတ်ကနေခုန်ချပြီးထွက်ပြေးကြတဲ့ခြေတံတွေကိုကြားလိုက်ရတယ်အตาလုံးပါအကူရရွာထဲမှာရှိတဲ့ကောင်ကြီးတော့လက်မပြေကုန်ဘူး ေးပါအေးပါငါကလက်ဆချိန်ကြည့်တာပါကွာအဲ့ဒီအချိန်မှာပဲရွာပြင်ကနေတက်လာတဲ့နာနာဘာဝအုပ်တွေကမောင်ကောင်းနဲ့ဝါရပြန်ကွာကိုရောက်လာခဲ့တယ်။ရုတ်တရက်ကြားလိုက်ရတဲ့ခြေတံကြောင့်ခွန်လာကအနောက်ကိုလှည့်ကြည့်လိုက်တော့ကျွတ်တူကျဲတဲ့သဘင်မွဲချောင်းနေတဲ့အသားကြီးဟောက်ပတ်ဖြစ်နေတဲ့မျက်လုံးနဲ့လူတစ်ယောက်ကမြေကြီးကိုလက်နဲ့ယက်နေတာမြင်လိုက်ရတယ်။အကိုဟိုကောင်းကိုတွေ့ပြီကျွန်တော်သွားဖန်လာခဲ့မယ်။ခွန်လာမင်းဖြစ်ရလားဖြစ်ပါရဲ့ဗျ။ အကူသာလက်အံမတီအောင်လှုပ်တာခွန်လာကအော်ပြောလိုက်ပြီးမြေကြီးကိုရက်နေတဲ့ကောင်ရှိတဲ့ဘက်ကိုပြေးထွက်လာခဲ့တယ်။ဒါပေမဲ့ဆယ်ဘီလောက်အလိုမှာပဲမြေကြီးကိုရက်နေတဲ့ကောင်က မျက်စိရောက်ကနေဖြတ်ကနေပြောက်သွားခဲ့တယ်။ဒီကောင်ဘယ်ရောက်သွားပါလဲ။ဘေးပညာကိုလိုက်ကြည့်ပြီးရေရွတ်လိုက်တဲ့အချိန်ခက်လန်းလန်းကအင်ဂျာတွေကိုဝင်သွားတဲ့အရေးတစ်ခုကိုမြင်လိုက်ရတယ်။ဒါပေမဲ့လူရိတ်ကခွန်လာရောက်လာရင်ပျောက်ပျောက်သွားတာမို့လို့ခွန်လာလည်းအနေငယ်ဒေါသထွက်လာခဲ့တယ်။ ဟာမဟုတ်သေးပါဘူးဒီကောင်ငါ့ကိုယူလုံနေတာများလားအဲ့ဒီအချိန်မှာပဲကျောဘက်ကနေရည်တံထွက်လာတာမလို့လဲ့ကြည့်လိုက်တော့စောင်းကြောင်ထိုင်ပြီးပြူးကြည့်နေတဲ့ငနေသားကိုမြင်လိုက်ရတယ်ခွန်လာလည်းသူ့ကိုထိုင်ကြည့်နေတဲ့ကောင်ကိုစိစိပြန်ကြည့်ပြီးတော့မင်းယူတွေကိုလိုက်ရှာနေရလားခွန်လာကမေးလိုက်တော့ငနေသားကခေါင်းညှိပြတယ်မင်းယူတွေကိုတွေ့အောင်ငါကူရှာပေးမယ်အယူတွေပြန်ရရင်ဒီရွာကနေထွက်သွားမလား ွန်လာကထပ်ပြီးမီတော့ငနေသားကလည်းခေါင်းညိပြပြန်နေမင်းယူတွေကိုဘသူယူခဲ့တာလဲဆိုတာငါ့ကိုပြောဒါမှမင်းနေတဲ့နေရာကိုပြန်ပို့ပေးလို့ရမှာခွန်လာရဲ့စကားကြောင့်စောင်းကြောင်ထိုင်နေတဲ့ကောင်ကမဲနဲ့နေတဲ့လက်နဲ့ရွာအရှိဘက်ကိုလက်ညှိုးထိုးပြီးတော့အဲဒီလိုမျိုးပြီးပြီးသားသားကြီးပြောပြီးမျက်စိရောက်ကနေပြောက်ွယ်သွားခဲ့တယ်ခွန်လာလည်းနမေတိလိုက်ရပြီမို့လို့မောင်ကောင်းရှိရဲ့ဘက်ကိုပြေးထွက်လာခဲ့တယ် ကွင်းဆန်နာကိုရောက်တော့ပုတ်လောက်ကြီးတဲ့နာနာဘာဝအကောင်30လောက်ကမြေကြီးမှာလူးလိမ့်နေပြီးခန္ဓာကိုယ်မှာလည်းမီးဆွဲလောင်နေတဲ့အရှိုးအရာတွေပေါ်နေတာကိုမြင်လိုက်ရတယ်။ဒီလူပဲရောက်သွားပြန်ပြီလည်းမသိဘူး။ခွန်လာကလူးလိမ့်နေတဲ့နာနာဘာဝတွေကိုပဲမြင်ပြီးမောင်ကောင်းကိုမတွေ့တာကြောင့်ဘေဘီကိုကြည့်လိုက်တော့တစ်ချောက်ပင်အောင်မှာမဲမဲကောင်တစ်ကောင်ရဲ့လက်မျိုးကိုတတ်နေထားတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ်။အခုအစင်းပြေလားဗျ။အေးပြေရဲ့။ ဒီကောင်တကောင်မဲ့အချိုးမပြေလို့ဆုံးမနေရတာဟိခွန်းလာလဲမောင်ကောင်းအတန်ကြောင့်ရီလိုက်ပြီးတော့တိချောက်ပင်အောင်ကိုတွားကြည့်လိုက်တဲ့အချိန်မျက်နာမှာလောက်တွေတက်နေတဲ့ဓာတဲ့ညာနဲ့နာနာပါဝါတကောင်ကိုတက်နေထားတဲ့မောင်ကောင်းကိုတွေ့လိုက်ရတယ်။မင်းရောဟိုကောင်ဖမ်းမိလား။သူ့ကိုဖမ်းလို့မရဘူးဗျ။ဒါပေမဲ့အယိုးတွေဘယ်မှာရှိတယ်ဆိုတဲ့တဲလွန်စားတော့ရခဲ့တယ်။ခွန်းလာစကားကြောင့်မောင်ကောင်းကတက်နေထားတဲ့ကောင်ကိုလွတ်လိုက်ပြီးတော့နောက်တစ်ခါဒီရွာတွေကိုဝင်မယ်ဆိုရင်အကုန်လုံးမီးလောင်တိုက်သွင်းပြင်မယ် ကြာလာမောင်ကောင်းရဲ့ဂျိမ်းမောင်ပြောဆိုတဲ့ကြောင့်အောက်မှာလဲကြနေတဲ့ကောင်ကတုံညီနေတဲ့ဟန်နဲ့ခေါင်းကိုငင်းပြပြီးကွင်းဘက်ကိုထပြေးသွားခဲ့တယ်။ဆရာရှိတော်ကကြတော့ဒီလိုမဟုတ်ဘူးနော်ဟဲဟဲဆရာရှိတော်လည်းရှိတယ်လို့မရှိတော်လည်းမရှိတယ်လို့နေရတာပေါ့ကွာ တချို့ကောင်တွေကအခုလိုလုပ်ပြီးမှတော်ကာကြတယ်ဒါပေမဲ့ဆရာဦးတော်တတိယရဲကွာမောင်ကောင်းအတန်ကခုနကလိုမဟုတ်တော့ပဲချက်ချင်းပြော့သွားတာကိုခွန်းလာတတိထားမိခဲ့တယ် မကြခင်တော့ပြန်တွေးရမှာပေါ့ဗျာလောလောဆယ်ဟိုကောင်ရဲ့ရိုးကိုရှာဖို့ရေးကြည့်တယ်အေးအယိုးကဘယ်မှာလဲလဲအယိုးဘယ်မှာရှိလဲဆိုတာတော့မပြောဘူးဗျအုံးဖီဆိုတဲ့နာမည်ကိုပဲပြောခဲ့တာအုံးဖီဟုတ်လားအဲ့ဒီနာမည်တော့မနှက်ကြမှာမေးကြည့်ရပါဘောကွာဒီလိုနဲ့မောင်ကောင်းတို့နေရာလဲရွာတွေကိုပြန်ဝင်လာခဲ့တယ်အုံးဖီဟုတ်လားဟုတ်တယ်ဦးကြီး အဲ့ဒီနာမည်ကိုကြားဘူးလားအုံးဖေကတည်သွားတာ၄နှစ်လောက်ရှိရောပေါ့ဗျာဒုက္ခပါပဲဗျာအဲ့ဒါဆိုဘယ်ကနေလာရပါမလဲတော့မသိတော့ဘူးရွာမဖြစ်တဲ့ကိစ္စနဲ့အုံးဖေနဲ့ကဘလို့ပတ်သက်နေလို့လဲဆရာလေးတို့ဦးကြီးကိုပွင့်ပွင့်လင်းလင်းပြောအုံးဖေကိုဘာလို့မေးတာလဲမင်းညာက၆လန့်နေတဲ့ကောင်နဲ့ကျွန်တော်တို့တွေ့ခဲ့တယ်ဟေးဟုတ်တယ်ဦးကြီး အဲ့ဒီမှာသူကယူရီယူထားတဲ့သူရဲ့နာမည်ကိုပြောပြခဲ့တာအုံးဖေကယူရီကိုယူပြီးတော့ဘာလုပ်ထားတာလဲမဟုတ်မှလွဲရော သူကအဲ့ဒီကောင်ကိုမွေးထားတာများလားဦးကြီးပြောတာဖြစ်နိုင်တယ်အုံးဖေဆိုတဲ့လူကရောအဲ့ဒီလူပညာရည်တက်တယ်လို့ကြားဘူးလားသူကအေးစေးသမားပါပဲချန်နီလေတွေလည်းအများကြီးပိုင်တယ်အေးနေပါဦးအော်ကြီးနဲ့ဇန်းလွင်တို့အချောက်ခံရတဲ့နေရာကအုံးဖေပိုင်တဲ့လေကွက်မှာပဲလေ ဒါဆိုဦးဦးဖေကသူ့လေတွေကိုအဆောင်ချခဲ့တာများလားအဲ့လိုဆိုရင်လေဒီကောင်ကလေထဲမှာပဲရှိနေရမှာ ው ရွာထဲကိုဘလို့ကြောင့်ရောက်လာတာလဲဦးဦးဖေရဲ့မိသားစုကရွာမှာပဲနေရလားဟုတ်တယ်ဆရာလေးရွာလေဓမာယုံဘေးကနှစ်ထပ်အိမ်ကသူတို့အိမ်ပဲလေဒါဆိုအခုကျွန်တော်တို့သွားတွေ့လို့ရမလားဩရပါတယ်ဦးကြီးခေါ်သွားပြီမယ်လေမောင်ကောင်းတို့လည်းချက်ချင်းပဲဦးဦးဖေတို့အိမ်ရှိတဲ့ဘက်ကိုထွက်လာခဲ့တယ် ိမ်ကိုရောက်တော့အသက်90ရွယ်မိန်းမတစ်ယောက်သာရှိပြီးသားသမီးတွေကတခြားမျိုးတွေမှာနေထိုင်နေတာကိုသိလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲခြံထဲကိုကောက်ရိုးတွေတင်လာတဲ့နွားလဲတစည်းဝင်လာတာကိုမြင်လိုက်ရတယ်။ကြီးရောကောက်ရိုးတွေအိမ်နောက်မှာပဲပုံလိုက်ရမလား။အေးအေးမောင်စံငါဒီမှာဧည့်သည်တွေရောက်နေလို့ကိုယ့်ဘာသာလှုပ်လိုက်နော်။ဟုတ်ကဲ့ကြီးရောကိုထွန်းသိမ့်မြင်တဲ့အတိုင်းပဲကျမမှလည်းဒီကောင်လေးကိုပဲအားကိုးနေရတာ။ သားသမီးတွေကတော့လဲမလုံနိုင်လို့မျိုးပေါ်တက်နေလေရဲ့မောင်ဆန်းကအားကိုးရပါတယ်အခုမခိုင်နိုးလေတွေကိုသူပဲဥစည်းနေတာမလားဟုတ်တယ်ခြံရောလေရောသူပဲဥစည်းနေတာဦးထွန်းသိန်းနဲ့မခိုင်နိုးစကားပြောနေတဲ့အချိန်မောင်ကောင်းကရုတ်တရက်အိမ်နောက်ဖေးဘက်ကိုထွက်သွားခဲ့တယ်ခဏကြာတော့မောင်ကောင်းပြန်ရောက်လာပြီးခွန်လာရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်ဦးအောင်ဖေတို့အိမ်ကနေထွက်လာတဲ့အချိန်မောင်ကောင်းကအယိုးရီရှိတဲ့နေရာကျွန်တော်သိပြီး မောင်ကောင်းရဲ့စကားကြောင့်ခွန်လာရောဦးထွန်းသိမ့်မှာအံ့ဩသွားခဲ့တယ်။အယူတွေကဘယ်မှာရှိနေရလဲ။ရွာနောက်ဘက်ကမိုက်ပုံမှာတွားပြစ်ထားတယ်တဲ့။ဘသူကတွားပြစ်ထားတာလဲ။မောင်ဆန်းပေါ့။ဟင်မခိုင်ရင်မှခိုင်းနေတဲ့မောင်ဆန်းလား။ဟုတ်တယ်ဦးကြီး။ခုနကပြောတဲ့အထက်လေကိုသူပဲဦးစီးနေတယ်ဆိုတာပါတယ်လေ။တကယ်လို့ဦးအောင်ဖေသာအဆောင်ထားမယ်ဆိုရင်သူ့လည်းမှာပဲထားမှာ။ ။ဟော်ကြီးနဲ့ဇန်းလွင်တို့အချောက်ခံရတာလေဥုံဖီလေထဲမှာပဲ။အဲ့ဒါကြောင့်လေလုံးနေတဲ့မောင်စံကိုတန်တရားဝင်သွားတာ။ဒါနဲ့ပဲစကားပြောနေတဲ့အချိန်သူ့ကိုသွားမိတာ။မှန်းချက်နဲ့ကွက်တီပဲပြု။ဒီကောင်ကလေလုံးနေရင်မြေဦးတစ်လုံးတွေ့တာနဲ့တခြားသူတွေမြင်မှဆိုလို့ထမင်းတောင်နဲ့လုံကြီးနဲ့အုပ်ပြီးတော့ရွာထဲတည်လာတာလေဗျာ။အိမ်ရောက်တော့အထဲမှာအယူနဲ့ထုတ်တထုတ်ပဲပါလို့အမိုက်ပုံနဲ့သွားပြစ်ထားတာတဲ့။ဒါဆိုအမိုက်ပုံနဲ့သွားရှာရတော့မှာပေါ့။ရှိရောရှိပါတော့မလား။ အယိုးထည့်ထားတဲ့အိုးလိုက်ပြစ်ထားတာဆိုရင်တော့ရှိမှသိကြတယ်။ကဲဒါဆိုရင်ခုပဲသွားကြရအောင်။မောင်ကောင်းတို့လည်းချက်ချင်းပဲအမိုက်ပုံရှိတဲ့နေရာကိုသွားရှာကြတော့စွန့်ပြစ်အမိုက်တွေကြားထဲကနေကွဲအပ်နေတဲ့မြေအိုးတလုံးထွက်လာခဲ့တယ်။မြေအိုးရဲ့အထင်းမှာတော့လူအယိုးတချို့ကိုတွေ့ရတယ်။ဦးကြီးကအိမ်မှာပဲစောင့်နေလိုက်တော့ကျွန်တော်တို့ဒီကောင်းကိုတခြားနေရာတစ်ခုပို့ပေးလိုက်အောင်မယ်။ခွန်းလားမင်းကတက်စီနဲ့မိကြီးယူပြီးရွာပြင်ကိုလိုက်လာခဲ့။ကောင်းပါပြီဗျာ။ ဆရာလေးတို့ကျေးဇူးကြောင့်အခုမှပဲအပူလုံးကျသွားတော့တယ်။မောင်ကောင်းလည်းအယိုးအိုးကိုယူလာပြီးတော့ရွာထိပ်ကိုရောက်တာနဲ့တက်ဆိုင်လိုခေါ်လိုက်တဲ့အချိန်ငမဲကောင်ကချက်ချင်းပဲအနားကိုရောက်လာခဲ့တယ်။ဒီမှာမင်းအယိုးအခုအချိန်ကစပြီးတော့မင်းမှအနောက်ဖက်ဆိုတာမရှိတော့ဘူး။ဒီရွာကလည်းမင်းနဲ့မတက်ဆိုင်တော့ဘူး။မောင်ကောင်းလည်းအဲ့ဒီလိုပြောပြီးတော့အယိုးတွေကိုဓာတ်စီလောင်းပြီးမိရှို့ပေးခဲ့ကြတယ်။ဒီကိစ္စလုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ရွာထဲမှာ6လက်နဲ့ဖြစ်ရည်မရှိတော့သလို တရွာလုံးကလည်းမောင်ကောင်းနဲ့ခွန်လာကိုကျေးဇူးတင်မဆုံးဖြစ်ခဲ့ကြတယ်။မောင်ကောင်းတို့လည်းတထီကုန်းရွာမှာ develop နေပြီးတော့ရွှေပြည်စံမျိုးကိုသွားရောက်ဖို့အကြောင်းဖန်လာခဲ့တယ်။ဒီအကြောင်းကိုတော့အောင်မြတ်တာနဲ့စိတ်ညူလူသက်သမားဆိုတဲ့အပိုင်းမှာဆက်လက်နှာစင်ပေးကြပါအောင်ခင်ဗျာ။စာရေးဆရာဇေနရမညာရဲ့အောင်မြတ်တာဇလံတွေအတွင်းနဲ့အပိုင်း146ဖြစ်တဲ့အောင်မြတ်တာနဲ့ငါအယူပြန်ပြီးဆိုတဲ့ခမရဇလံလေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီခင်ဗျာ။နောက်ထောင်သူမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။ စာအုပ်လက်ဆောင်ပေးသွားမယ့်စီစဉ်လေးမှလည်းပါဝင်ဖို့အတွက်မမေ့ပါနဲ့နော်အားလုံးပဲအိမ်မက်လက်လာမကြပါစေခင်ဗျာ